ဖုန်းလိုချင်တယ်ဆိုရက်ကိုရောက်ဝယ်ပေးချင်တယ်လားဆိုတော့ကျွန်တော်အခုအရင်တယောက်လို့ကျွန်တော်တကယ်ခံစားထားတဲ့အချိန်မှာကျွန်တော်စိုးရမယ့်ဟာကိုမျက်မျက်လုံးကိုကြည့်ပြီးတော့ကျွန်တော်ကမစိုးနိုင်ဘူးကျွန်တော်မမတ်ရိုင်းနိုင်ဘူးဗျာဒီလားဒါမဲ့စူးစားပြီးတော့ငါဝယ်ခဲ့ရတာသူများကြီးမှာမိုက်သွားကြုံပြီးတော့စူးစားခဲ့တယ်ခင်ဗျာကျုံ့မောင်တော်ကလေးတတတန့်ကချဒီကိုအကူတယောက်ဖြစ်ကျွန်တော်ကလည်းအကူရှိအောင်အဲကျွန်တော်အကိုပြင်းအကိုလည်းကျွန်တော်မပြောထွက်ပါဘူး။လုံးဝရိုင်းဆိုင်တဲ့စကားတော့မပြောဘူး။ယနေ့အသက် ြီးတဲ့အချိန်အထိကိုအဲအဓိကအခက်အခဲဆုံးအပိုင်းကကြတော့ကိုမင်းမြတ်ကိုကြည့်ပြီးတနာတာအဲ့ရဲ့ပြောခြင်းတဲ့ဇကားတွေပြောခိုင်းတဲ့ဇကားတွေကိုပြောမထွက်ဘူးညီမလေးဘယ်တော့မှတိတ်ခါကြလဲကိုကြီးအဲ့တော့မတွေ့မိဘူးလားငယ်မပြောမနေပါနဲ့ဟာကိုကြီးကပညာမှမတတ်တာဟာဒီကားရဲ့ခရိုက်တာဟိုထွေလာနဲ့တက်ပြီးသွားပြီဆိုတော့ဒါတော်တော်များများတည်ပြီးတော့ပါပြီ ဆိုတအားဆိုးပါတအားဆိုးရတယ်တအားကိုမရိုင်းထားတယ်တအားကိုရိုင်းဆိုင်ထားတယ်ဆိုတော့သူရကကိုယ့်ရဲ့အကိုပေါ်မှာတအားဆိုးတဲ့ character မျိုးပါဟုတ်ဟုတ်ကဲ့အဒီကားကိုစပြီးတော့ကမ်းလမ်းပြီဆိုတဲ့ဟာကျွန်တော်ကဇက်ကိုကျွန်တော်ပြောလို့ကျွန်တော်အနုပညာကြီးတွေပါတွေကနောက်မှာလို့ ဆိုတော့ကျွန်တော်ဇက်ကိုပြောပြရတဲ့အချိန်မှာရပြီလို့အနည်းပညာကြီးတော့ကျွန်တော်ပြောကြရမလို့ကြိုက်တဲ့လောက်တော့ပြီးတော့ကျွန်တော်ဒီကားကိုကျွန်တော်ရိုက်ချင်တယ်ဘာဖြစ်လို့ဘာလို့ရိုက်ချင်ရလဲဆိုတော့အကြောင်းပြချက်ကအဲကျွန်တော်အဲ့လိုလှုပ်ချင်တာတွေအများကြီးလှုပ်ခွင့်ရမယ်ထင်တယ်ပြီးတော့ကျွန်တော်ကိုပရိသတ်တွေအမြင်ကအဲ့လိုအေးတယ်ယိုးတယ်အဲ့လို character တည်ငြိမ်တဲ့ဟာပဲမြင်ရတယ်ဒီလိုမျိုးလှုပ်ရမယ်ဆိုတဲ့အချိန်ကျတော့ကျွန်တော်ကဒါတအားကိုအဲဟို အတက်တရောနဲ့လက်ခံပြလိုက်တာပါဟုတ်ကျွန်တော်ရုပ်ပိုင်းဆိုင်ရာမှာဆိုရင်ဒီခက်ဆိုးဆိုးလူငယ်တယောက်ဖြစ်အောင်လို့ကျွန်တော်စပင်းတွေအကုန်လုံးကိုကောက်ပြလိုက်တယ်ပြီးတော့ character တအားကိုဆင်းရဲတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်အသားတွေဆိုလဲအဲညိုပြစ်တယ်ပေါ့နော်ညိုတော့လက်ပြက်တွေပါဝတ်တဲ့အချိန်ကစတကူလုံးနှီးပါအောင်ပေါ့နော်ခြေတော့ရိုက်မယ်ဆိုခြေတော့ဒီအကုန်လုံးအဲ့လိုမျိုးအညိုချရတာမျိုးလို့အဲနည်းနည်းလေးနွမ်းတဲ့ဘက်ရောက်အောင်ဒါအဝတ်စားတွေကစအဲဘလို့လဲဆိုတော့ ဒါဟိုကိုညီပေးတဲ့သူတွေလည်းကျေးဇူးများကြီးတင်ပါတယ်ဆိုဒီဒီအဟောင်းပေါ့နော်အဝိအဟောင်းတွေကိုမပေတော့တဲ့အနေမှာအဲသူများမတုံးတော့ရောင်းမရတဲ့ပယ်တွေဒီကိုမှကျွန်တော်အဲ့ဒါကိုယူပြီးတော့မှအဲ့ဒါတွေဝစ်ခဲ့တာပေါ့ဗျာဟုတ်ကဲ့အဲဒရမာကရှိမှအဲဘိုးတော်ကင်းကတော့ဒရမာထဲမှာပါတာပေါ့နော်ဒါပေမဲ့အဲလုတ်ကင်ခွင်အဲ့လိုမရခဲ့ဘူးပေါ့နော်ဒီမြေစာမှာကြတော့ကျွန်တော်ရဲ့လုတ်ပိုင်ခွင်ရခဲ့တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်က အယံဝမ်းသာတယ်အဲဒါ drama ကျွန်တော်ရဲ့ဟို drama တွေပြလို့ရတာပေါ့ဗျာဟုတ်အဲအဓိကအခက်အခဲဆုံးအပိုင်းကကြတော့ကိုမင်းမြတ်ကိုကြည့်ပြီးတနာရတာအဲ့ရဲ့ပြောခြင်းတဲ့ဇာတ်တွေပြောခိုင်းတဲ့ဇာတ်တွေကိုပြောမထွက်ဘူးဆိုတော့အဲ့ဒီဟာအရန်ခက်ခဲတယ်ဒီကိုအကူတယောက်ဖြစ်ကျွန်တော်ကလည်းအကူရှိအောင်အဲကျွန်တော်အကူပြင်အကူလည်းကျွန်တော်မပြောထွက်ပါဘူး တော့ဟာရိုင်းဆိုင်တဲ့စကားတော့မပြောဘူးယနေ့အသက်ကြီးတဲ့အချိန်ထိကိုဆိုတော့ကျွန်တော်အခုအရင်တယောက်လို့ကျွန်တော်တကယ်ခံစားထားတဲ့အချိန်မှာကျွန်တော်ဆိုးရမယ့်ဟာကိုမျက်မျက်လုံးကိုကြည့်ပြီးတော့ကျွန်တော်ကမဆိုးနိုင်ဘူးကျွန်တော်မမတ်ရိုင်းနိုင်ဘူးဗျာဒီလားဒါမဲ့အာငါငါဒီမရိုင်းမအောင်ရအောင်အာရိုင်းဆိုင်မအောင်ရအောင်ဆိုတဲ့စိတ်နဲ့အဲ့လိုအတင်းကိုကျွန်တော်စူးစမ်းပြီးတော့အရန်ကို စွမ်းကိုရိုင်းဆိုင်ထားပါဗျာညီမလေးဘယ်တော့မှတိတ်ခါကြလဲကိုကြီးအဲ့တော့မတွေ့မိဘူးလားငယ်မပြောမနေပါနဲ့ဟာကိုကြီးကပညာမှမတတ်တာအာကျွန်တော်အဲ့အဲ့စင်ရိုက်တုန်းကတော့ကျွန်တော်ရိုက်ပြီးသွားတဲ့ချိန်ကိုမြင်းမြတ်အတွက်ကိုတဆင်းပြန်ချိုးတာပေါ့နော်ချိုးတဲ့ချိန်မှာကျွန်တော်ကမော်နီတာမှာကြည့်နေချိန်မှာအာငါလွန်သွားပြီလားဆိုကရက်တာရတော့အဆင်ပြေတယ်ကျွန်တော်အပြင်ရဲ့ကျွန်တော်ရဲ့စိတ်နဲ့ကြည့်တဲ့ချိန်မှာအာကျွန်တော်ငယ်ရီတွေပါလေလာအဲ့မှာအဲ့မှာတချင်းလေးဖွင့်ထားပြီးတော့ အဲကွန်မြူရောက်ရိုက်နေရကျွန်တော်ကျွန်တော်တို့မော်နီတာမှာထိုင်ကြည့်ချိန်မှာကျွန်တော်ကိုယ်တိုင်မျက်ရည်လည်နေတယ်။အရန်တနာလုံးလို့ပေါ့နော်ကိုယ့်ကိုယ်တရားရင်းစိတ်ခံစားပြီးတော့တနာလုံးမျက်ရည်လည်သွားတယ်။ငယ်ဘွားနဲ့ယောက်ျားကြောင့်ကိုဆိုးသွားတယ်။ဟုတ်။ဒီနေ့ညီမလေးနဲ့ဗိုက်စာနေမဲဆိုတာဒီလိုကိုရခေါင်းစကြောတစ်ခါလေးဝင်လာခဲ့တယ်။စောင်းတင်ရဲ့ခင်မှာဝင်ဆိုရတာခေါင်းစကြောကဘာမှအကောင်းဆုံးဝင်။ကိုကြီးမောပြီးလိုက်တာ။အဒီကားထဲမှာပါတဲ့ဒါတွေကလို့တော်တော်လေးတော်ကောင်းကြပါတယ်။ဒါကကိုမြင့်မြတ်ဆိုလဲဒါပြောကြဖို့မလိုအောင်။နောက်ပြီးတော့ကိုမြင့်မြတ်က ဒါရှေ့မှာပြခဲ့တာဟာတာကားတွေများတယ်။အဲဆိုကန်ဆက်ချင်တော့လဲတာကွန်ပျူတာနဲ့ကျွန်တော်နဲ့တွဲရတဲ့ကားတွေကဒရမာကားတွေဖြစ်နေရတယ်။ဒါအဲ့ဒါတော့ကျွန်တော်တို့ဒါဝန်တာစရာပဲပေါ့နော်။ရှေ့ကဘိုးတော့ဘိုးတော့ကင်းဆိုလဲဒါကွန်ပျူတာနဲ့တွဲပြီးတိုးဆောင်ခဲ့ရတာ။ဆိုတော့ဒီအစင်းမှာကျတော့တကယ်ကိုမှအာညီကိုနှစ်ယောက်ကအဲ့လိုအဲ့လိုအញ្ញမ်းကိုလုတ်ကွက်ရပြီးတော့ပေါ့နော်တိုးဆောင်ခဲ့ရတဲ့ကားဖြစ်တာပေါ့။ ဆိုတော့တန်တာညီဆိုလို့ရှိရင်လည်းသူလည်းအများကြီးကျူးလာတယ်အဓိကတော့ကျွန်တော်တို့နှစ်ယောက်ကအဓိက main ဆိုးပေးတာဆိုတော့နှစ်ယောက်လုံးပြိုင်တူဆိုးကြတာပေါ့နော်အဖေနဲ့မရအတော့ကြဘူးတောင်းဝါတောင်းဝါဘယ်လိုဒီကဘာမှတဲ့လို့ဆိုးတယ်မှာဆုံးသွားတဲ့အဖေနဲ့မေတော့မေတော့ဆောင်းကားတယ်ဇက်ကောင်ချင်းရတာကိုကျွန်တော်သဘောရမ်းကြပါတယ်ပြီးတော့အဲ့လိုတစ်ခါခါကျရင်အခုလိုမျိုးဘဝတရုပ်ဖော်တွေရိုက်ရတာကိုဒါကိုခုံမင်းတယ် ဒါမှလည်းကျွန်တော်တို့ရဲ့ပရိသတ်တွေကအဲဟိုတတိထားမိမှာဒါဒီတပတ်တလန်ပညာပေးကားလို့ဟိုကျွန်တော်သတ်မှတ်တယ်ဒါမျိုးလောက်ရတာကိုလည်းကျွန်တော်သဘောကျပါတယ်ဒါဟိုရှေ့ရက်ခင်ရှေ့ရက်ခင်တော့ကလည်းဒီလိုမျိုးကားတွေကမြောက်များစွာအောင်မြင်ခဲ့တာပဲဒီနောက်ပိုင်းမှာမှအိုက်တေ့စ်တွေတဖြည်းဖြည်းနဲ့ပျောက်လာတာအခုကဒီညီသာကားကဒီ taste တွေကိုပြန်ရောက်အရင်တော့ taste ကိုပြန်ရောက်လာတာပေါ့နော်ဒါပရိသတ်တွေကြိုက်မယ်လို့လည်း ထင်ပါတယ်ခင်ဗျာဆိုတော့လိုအပ်ချက်တွေရှိလို့ရှင်လဲဒါနားလည်ပေးပါကျွန်တော်တို့အခုခေတ်ခုကာလမှာဆက်ခက်ကြီးကြီးဖန်တီးရတဲ့ဇာတ်လမ်းတွေဖြစ်ပါတယ်ဆိုတော့ပရိသတ်တွေကိုလည်းအားပေးဖို့လည်းမျှော်လင့်ပါတယ်ခင်ဗျာဟုတ်